ဒါနလှုပ်ရင်ဒါနကုသိုလ်တွေရတယ်ပေါ့နော်။သီလစောက်တယ်သီလကုသိုလ်တွေအကျိုးပေးခွင့်ရတာပေါ့။အမှန်တော့ဒီအကြောင်းတရားတွေပြည့်စုံရင်အကျိုးတရားတစ်ခုကဖြတ်သွားတာပဲ။အဲ့တော့ဒီအကြောင်းနဲ့အကျိုးပေါ်မှုတည်ပြီးဝိပဿနာလုပ်လို့ရှင်လေ။အကြောင်းတရားတွေထုတ်တဲ့အတွက်သူအကျိုးတရားတစ်ခုကိုဖြစ်စေအောင်ပါပဲ။အကျိုးတရားတွေကအဓိကတော့ဘာလဲဆိုတော့အကြောင်းတရားကဘာလောက်တာလဲဆိုတော့ဝိပဿနာလုပ်တယ်ဆိုတာကလောဘကင်းအောင်ဒေါသကင်းအောင်မောဟကင်းအောင် လုပ်တာပဲ။အဲ့တော့လှူတော့ကတော့ဘာလဲလှူကြတာအောင်ဆိုတော့အဓိကတော့ လှူတယ်ဆိုတာလောဘဆွနဲ့အတွက်လှူကြတာပေါ့နော်အဲလောဘဆွနဲ့အကျူတော့ရတယ်သူကဘာမပါခဲ့ဘူးလို့ဆိုမောဟဆွနာလေးမပါခဲ့ဘူးပေါ့နော်သူလှူတယ်တိလားဆောက်တည်ရဲ့ဆိုတာလေတိလားဆိုတဲ့အပေါ်မှာသူကပို့ပြီးတော့ကိုယ့်ကိုထိမ့်သိမ်းဆောင်ရှောက်ရတာပေါ့နော်မကြိုးမပေါက်ပါအဲ့ဒီအတွက်စိတ်ထဲမှာတမာတိတစ်ခုပါလာတယ်တီလာတယ်ဒီဟာလေးတစ်ခုပေါ်မှာဆရာတို့ကိုယ့်ကိုယ်ကိုဥပုဆောင်တဲ့အချိန်တိုင်းမှာကိုယ်စိတ်လေးကဒီတီလာလေးပေါ်မှာတီနေဖို့လိုလာတာပေါ့နော် ။ဘဝရင်စိတ်ကတင်လာပါမှမတင်မေ့ပြီးဥပုပ်ကျိုးတတ်တယ်။အဲစိတ်လေးကတီးဖို့လိုးလာတဲ့အတွက်စိတ်တီးတဲ့တတ္တိလေးပါပို့ပြီးတော့အကျိုးပေးခွင့်ရလာတာပေါ့။ဒါပေမဲ့ဝိပဿနာကျမှာဘာအတိတ်ကကြလဲသတိကအဖို့အတိတ်ကကြလာဝိပဿနာ။သတိကြောင့်ဘာကိုဖြစ်စေတဲ့တော့မောဟကိုပယ်စေတယ်။အဲတော့ဆရာတို့တီလန်းကတော့ကိုအေဂျင့်နေပေါ့နော်မေတ္တာတရားတွေပို့ဖြစ်စေတဲ့အခြေခံကောင်းတွေရတာပေါ့နော်ကိုစိတ်ထဲမှာစိတ်လျက်တည်ငြိမ်လာတဲ့အေဂျင့်လာတဲ့ဆိုမေတ္တာတွေထားနိုင်တာလေ အဲ့တော့ဒါနသီလဘာဝနာဆိုတော့ဒီဝိပဿနာဘာဝနာကြမှာသတိပဋ္ဌာန်မောဟပယ်တာပေါ့အဲ့တော့အကျမ်းမြင်အပြင်ဒါနကုသိုလ်နဲ့လောဘပယ်တယ်ပေါ့သီလကုသိုလ်နဲ့လည်းဒီမေတ္တာတရားတွေထားပြီးတော့ဒေါသကိုပယ်ပေါ့နော်ဘာဝနာကုသိုလ်နဲ့သတိတွေထားပြီးတော့မောဟကိုပယ်နိုင်တယ်အဲ့တော့မှဝိပဿနာမောဟကိုပယ်လို့တဲ့အမှန်တိုင်းသိအဲ့ဒီသုံးခုပြည့်စုံမှာလောဘလည်းငြိမ်းဒေါသလည်းငြိမ်းမောဟလည်းငြိမ်းဆိုတော့ ဒီလောဘဒေါသမောဟငြိမ်းတာ ਨੇ ဆင်းရဲခတ်တဲ့အကုန်ငြိမ်းတဲ့အကျိုးတွေရမှာဖြစ်ပါတယ်နော်